ကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်ဖြစ်တဲ့စစ်ကောင်စီတပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကရှော့တိုက်တုံးနဲ့တွားရောက်ပစ်ခတ်ခဲ့တယ်လို့ Brave Warrior for မြန်မာတပ်ဖွဲ့စီကနေသိရပါတယ်မေလာ25ရက်နေ့ည6:00နာရီခွဲကျော်လောက်မှာအဲဒီနာမခါတွေကိုကာကွယ်တပ်ဖွဲ့တွေကတရားခွန်မမရှော့တိုက်ဒုံးခုနှစ်လုံးနဲ့ပစ်ခတ်ခဲ့ရ6လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့ဆိုပါတယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးလက်ရုံတပ်ဖွဲ့တွေကိုအထက်အမိတ်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်တခုဖြစ်တယ်လို့အဲ့ဒီဒေသမှာရှိတဲ့တော်လိုင်းအင်အားစုတွေကိုလည်းအထက်တိုက်ခိုက်နေတဲ့စစ်ဌာနချုပ်တခုပဲဖြစ်ပါတယ် ဒါပြင်အညာဒေသမှာရှိတဲ့ဒေသခံပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စက်တက်လေထီတွေအတိအကတူလောင်ထားတဲ့ဌာနချုပ်တခုဖြစ်သလိုအိုထိန်တွင်ရွာဘုံကျဲတိုက်ခိုက်မှုအပါအညာဒေသကိုလီချောင်းတိုက်ခိုက်မှုနဲ့အရက်သားပြည်သူတွေကိုတပ်ဖြတ်ဖို့အတွက်အတိအကခုခဲနေတဲ့စစ်ဌာနချုပ်တခုလည်းဖြစ်ပါတယ်။